မာနိုင်ငံသူနိုင်ငံသားအပေါင်းဘီအန်ရဲ့အသွေအသွေကကင်းဝေးပြီးကိုစိတ်နှစ်ပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ ီကနေ့ဧပြီလ30ရက်ဗုဒ္ဓဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မဟာဗျူဟာနီလန်6ခုကိုအရှိန်မြင့်ပြီးဒေတာအလိုက်လွတ်မြောက်မှုကနေပြည်အောင်စုကြီးလွတ်မြောက်တဲ့အထိကြိုးပမ်းနေရလို့မြို့သားညီညွတ်ရေးအစိုးရကပြည်သူ့တို့အစီရင်ခံစာထုတ်ပြန်ခဲ့တဲ့သတင်းငလျင်ဘေးတိမြို့နယ်46ခုမှာအိမ်အောင်စု15232စုအတွက်ထောက်ပံ့ထားမှုအစီရင်တွေကိုလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်း ညအုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းရေးပူးပေါင်းတပ်တွေအကြားနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားအကြမ်းဖက်စစ်တပ်က9ရောက်သေပြီး2ရောက်ကိုစစ်သုံးမှန်းအဖြစ်ဖမ်းဆီးရမိခဲ့တဲ့တဲ့တွင်မင်းမှုခရိုင်အတွင်းအခြေစိုက်တဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရတပ်တွေမှာအာရမစစ်သားစုဆောင်ခံရသူတွေအများအပြားရောက်နေတဲ့တဲ့တွင်အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခအတွင်း တရားခွန်မမရော့တိုက်တုံးရှစ်လုံးနဲ့တိုက်ခိုက်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္နာပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့မဟာဗျူဟာနီလန်6ခုကိုအရှိန်မြင့်ပြီးဒေတာလိုက်လွတ်မြောက်မှုကနေပြည်အောင်စုကြီးလွတ်မြောက်တဲ့အထိကြိုးပမ်းနေရလို့မြို့သားညီညွတ်ရေးအစိုးရကပြည်သူ့အစီရင်ခံစာထုတ်ပြန်ခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်ရှင် မဟာဗျူဟာနီလန်6ခုကိုဟန်ချက်ညီညီအရှိန်မြင့်တင်ဖော်ဆောင်တာနဲ့ဒေတာအလိုက်လွတ်မြောက်မှုမှသည် ပြည်အောင်စုတစ်ခုလုံးလွတ်မြောက်တဲ့အထိဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့လင်းနှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။နိုင်ငံရေးနီလန်အရမဟာမိတ်တွေနဲ့နိုင်ငံရေးစီရင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုပြည်သူလူထုရဲ့စင်ဆက်မပြတ်ထောက်ခံပါဝင်မှုကိုထိမ့်သိမ့်မြင့်တင်ခြင်းတွေအကောင့်ထယ်ဖို့ဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။ မြန်မာညညရေးအစိုးရရဲ့နိုင်ငံခြားရေးနီလန်းအရမြန်မာပြည်သူများဆင်နွှဲနေစေတော်လိုင်းရေးအပေါ်နိုင်ငံတကာရဲ့သိရှိနားလည်မှုနဲ့အားဖေးထောက်ခံမှုကိုတိုးတက်ရရှိအောင်ဆောင်ရွက်ခြင်းအပြင်စီရေးနီလန်းအရတက်မတော်ကို Chain of Command and Code of Conduct ဆိုတဲ့ COC နှစ်ရက်နဲ့တိုက်စွမ်းရေးအားကောင်းအောင်တည်ဆောက်လျက်ဖြူဟာမြောက်တိုက်ပွဲဝင်နေပါတယ်။ဒါအပြင်အုပ်ချုပ်ရေးနီလန်းအရပြည်သူအုပ်ချုပ်ရေးရန်တရာကိုတရားဥပဒေနဲ့အညီစီမံဆောင်ရွက်တာ liquidity အခြေခံနဲ့ပိုပြီးစနစ်ကြအောင်ထိန်းချောင်းကြက်မှတ်တာနဲ့လုံခြုံရေးတရားဥပဒေစိုးမိုးရေးပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုတိုးမြင့်ဆောင်ရွက်တာတွေလည်းဆောင်ရွက်နေပါတယ်။ဗန်နာယင်းနီလန်ရတော်လန်ရေးအထွတ်လိုအပ်တဲ့ဗန်နာယံမုံငွေကိုဆင်ဆက်မပြတ်ဖြည့်တင်းနိုင်ဖို့နဲ့အကြံဖတ်စစ်ကောင်စီရဲ့ဗန်နာယံမုံငွေရလမ်းများကိုဖြတ်တောက်ဖို့ဆောင်ရွက်တာနဲ့လူလူဆက်ဆံရေးနီလန်အရပြည်သူတော်လန်ရေးဆိုင်ရာမူဝါဒမဟာပြူဟာနဲ့လှုပ်ဆောင်ချက်များအပေါ် ပြည်သူလူထုနဲ့နိုင်ငံတကာကကောင်းစွာနားလည်သိရှိနိုင်မှုဆောင်ရွက်နေပါတယ်။အထက်ပါမဟာဗျူဟာနီလန်6ခုကိုဟန်ချက်ညီညီအရှိန်မြင့်တင်ဖော်ဆောင်တာနဲ့ဒေတာအလိုက်လွတ်မြောက်မှုမှသည်ပြည်ထောင်စုတစ်ခုလုံးလွတ်မြောက်တဲ့အထိဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ငလင်ဘေးတိမြို့နယ်46ခုမှာ အိမ်အောင်စု15,232စုအတွက်ထောက်ပံ့ထားမှုစည်းရုံးတွေကိုလူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။စကိုင်းကလျင်ပေးတင်ခဲ့ရတဲ့မြို့နယ်46ခုမှာအိမ်အောင်စု15,232စုအတွက်ထောက်ပံ့ထားမှုစည်းရုံးတွေကိုမြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်အသိပေးထားပါတယ်။မြို့သားညီညွတ်ရေးအစိုးရ EOCC ရဲ့ခွင့်ပြုချက်နဲ့စကိုင်းတိုင်းမြေပြင်အုပ်ချုပ်ရေးအဖွဲ့ထံတိုက်ရိုက်ထောက်ပံ့ထားတဲ့ချက်5962သိန်းအပါဝင်ပြည်သူကလူဒန်းထားတဲ့အလူငွေတွေထဲမှဝင်ကြီးဌာနကတိုက်ရိုက်ထောက်ပံ့ထားတဲ့ချက်26223သိန်းနဲ့ CSO CBO များထံမှတဆင့်ဌာနနဲ့ချိတ်ဆက်ပြီးထောက်ပံ့ထားတဲ့ Ibrana 78ရက်အထိထောက်ပံ့ထားတဲ့အစီအစဉ်တွေဖြစ်တယ်လို့အသိပေးထားပါဗျာ။ ဲ့လိုထောက်ပံ့ရမှာသခိုင်းတိုင်းမှာအိမ်အောင်စု4444စုအတွက်စက်သိန်း1916သိန်းမင်္ဂလေးတိုင်းမှာအိမ်အောင်စု9063စုအတွက်စက်သိန်း18158သိန်းပဲခူးတိုင်းမှာအိမ်အောင်စု1339စုအတွက်စက်သိန်း3018သိန်းရှမ်းပြည်နယ်တောင်ပိုင်းမှာအိမ်အောင်စု1484စုအတွက်စက်သိန်း2200နဲ့ နေပြည်တော်မှာအိမ်အောင်စု931စုအတွက်ကျပ်သိန်း2946သိန်းကိုထောက်ပံ့ပေးခဲ့တာပါထောက်ပံ့ကူညီမှုများကိုဒုက္ခခံစားနေကြရတဲ့ပြည်သူများထံကိုနေရဒေသမခွဲခြားပဲအရောက်ကူညီနိုင်အောင်ဆက်လက်စ조사နေရလို့ဝန်ကြီးဌာနကပြောပါတယ်ဒါအပြင်ပြည်လဲထူထောင်မှုအချို့အစတင်နေပြီဆိုတာနဲ့ပြည်သူအားနဲ့အကောင်းဆုံးအကောင့်ထယ်ဖော်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင် ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ညောင်ဦးမြို့နယ်မှာအကျန်းဖက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေအကြားနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားအကျန်းဖက်စစ်တပ်က9ရောက်သေးပြီး2ရောက်ကိုစစ်သုံးဘက်အဖြစ်ဖမ်းဆီးရမိခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာအကျန်းဖက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေအကြားနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ရာအကျန်းဖက်စစ်တပ်က9ရောက်သေးပြီး2ရောက်ကိုစစ်သုံးဘက်အဖြစ်ဖမ်းဆီးရမိတယ်လို့အဆိုပါတိုက်ပွဲမှာပါဝင်တဲ့တော်လိုင်းပူပေါင်းတပ်တွေက PPTV ကိုပြောပါရတယ်။ ညောင်ခရိုင်ငတရောက်မြို့နယ်ခွဲရဲစခန်းကထွက်လာတဲ့အင်အား120ပါအကြမ်းဖက်စစ်ကြောင်းနဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တို့နှစ်ရက်တာတိုက်ပွဲအတွင်းရန်သူတပ်သား5ဦးသေဆုံးကတပ်သား2ဦးကိုသုံးပန်းအဖြစ်ဖမ်းဆီးရမိတယ်လို့ပုတ်ပါဂရီလာဖို့ PGF တပ်ဖွဲ့ခွဲဒုတာဝန်ခံကိုပြတ်တာက PPTV ကိုပြောပါဗျ။အာပါမယ်ဗျပြည်သူစစ်လည်းပါမယ်ဟိုစု ွေလဲပါမယ်ရဲလဲပါတယ်ဗျအဲဒီအလောင်းတလောင်းဆိုရင်သူတို့မြေမြုပ်ခဲ့တာဗောနော်နေမြေမြုပ်ခဲ့တဲ့အချိန်လေးကိုကြည့်ရရင်တော့ဒီကောင်လေးနည်းနည်းအကောင်ကြီးနေထင်တယ်ဗျဟိုကျွန်တော်လေးပုံစံနဲ့မှာကြောင်းလို့ပုံစံအတားအနံနေရတယ်ကျွန်တော်ပို့ပြီးတော့မကြည့်လိုက်ဘူးအဲလောင်းလေးကိုတော့ကျွန်တော်မြေမြုပ်ပြီးတော့တူပေးလိုက်တယ်ဗျအဲဒီစေးုံမှာတော့အဲတို့ဒီဂျီစီနိုင်တာကျွန်တော်ဆက်ပြီးစုံလမ်းနေရတယ် တော့ဆက်ကစားပကြပေါ့နော်ဒီဘလိုနီးနဲ့ပဲပေါ့နော်ဆက်ကစားပကိုရောက်ရောက်အဲကျွန်တော်တို့ online သမားတွေပြည်သူတွေနဲ့အမြန်ဆုံးပူပေါင်းပါလို့ကျွန်တော်ကအဲခွေးပေါက်လေးတို့ဒါအကြံပေးချင်တော့ကနော်အကြံဖတ်စစ်ကြောင်းကဧပြီ26ရက်မနက်ပိုင်းအချိန်မှာထွက်လာခဲ့တာဖြစ်ပြီးဧပြီ28ရက်28ရက်တွင်မှာတော်လိုင်းပူပေါင်းအဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါအကြံဖတ်စစ်တပ်ကညောင်ဦးမြို့နယ်တောပြကျေးရွာကနေတောင်သာမြို့နယ်တရာကျေးရွာမှာဝင်ရောက်တပ်ဆွဲပြီး တောက်ခမောက်ကျေးရွာကိုစစ်ကြောင်းထိုးရာတော်လိုင်းပူပေါင်းအဖွဲ့တွေနဲ့ Ibranasak 9ရက်မနက်6:30ကနေ7:00ခွဲဝန်းကျင်အထိတနအီကျော်ကြာထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့လို့ရန်ကြီးအောင်ညောင်ဦးမြို့နယ်ပါကဖားရဲ့သူတက PPTV ကိုပြောပါရယ်။အဲ့ဒီထိတွေ့ပစ်ခတ်မှုမှာရန်သူစစ်တပ်ဘက်ကလေကြောင်းကပစ်ကူပေးတဲ့အတွက်တော်လိုင်းပူပေါင်းအဖွဲ့ကစုခွာပေးခဲ့ရချိန်မှာအကြမ်းဖက်စစ်ကြောင်းကတောင်ခမောက်ကျေးရွာကနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့လို့ပုတ်ပါဂရီလာဖော့ PGF တပ်ဖွဲ့ဒုတာဝန်ခံကိုဒရက်တာကပြောပါတယ်။တောင်ကပေါက်ကျေးရွာကနေကြောက်ပတောင်းမြို့နယ်ထောက်ရှာရွာကိုစစ်ကြောင်းထိုးဖို့ဆက်ထွက်လာတဲ့ရန်သူစစ်ကြောင်းကိုဧပြီ28ရက်မနက်9နာရီကနေညနေ4နာရီအချိန်အထိမဟာမိတ်ညီနောင်အဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အဆိုပါစစ်စင်ရေးကိုရန်ကြီးအောင်ညောင်ဦးမြို့နယ်ပါကာဖပကံပီလူတက်ပုတ်ပါ Protection and Guerrilla Force ညောင်ဦးခရိုင်တရင်က ရင်းကြံခရိုင်တရင်၃၊မြောင်ဦးခရိုင်တရင်၅။21ပကံ PDF မိုးမခပျောက်ကြားတက်ဒေါင်းရည်သွေးတက်ဖွဲ့ကလုံပျောက်ကြားတက်မန်းမခိုင်ပြည်သူကာကွယ်တက်ဖွဲ့နဲ့ Scorpion People Defense Force ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါ။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မင်းဘူးခရိုင်အတွင်းအခြေစိုက်တဲ့အကျန်းဖတ်စစ်တပ်ရဲ့ခလာရတက်တွေပါအာရမစစ်သားစုဆောင်ခံထားရသူတွေအများပြားရောက်နေတဲ့တွင်ပဲဖြစ်ပါတယ်ရှင်မကွေးတိုင်းမင်းဘူးခရိုင်အတွင်းအခြေစိုက်တဲ့အကျန်းဖက်စစ်တပ်ရဲ့ခလာရတပ်တွေမှာအာရမစစ်သားစုဆောင်ခံထားရသူတွေအများအပြားရောက်နေရလို့မင်းဘူးခရိုင်အမှန်ကားတပ်ရင်းရဲ့တပ်ရင်းမှုကိုမိုးချိုးက PPTV ကို ပြောပါရယ်မင်းဘူးခရိုင်အတွင်းအခြေစိုက်ခလာရတပ်အများစုက တတားတက်တော်တော်များများဟာစစ်မှုထံအပတ်စဉ်ရှစ်နဲ့ကိုတင်နန်းစင်သားတွေဖြစ်ပြီးအာရမစူဆောင်ခံရသူတွေများတယ်လို့လက်ရှိအလင်းဝင်ရောက်လာသူတွေကတဆင့်သိရတယ်လို့တရင်မှုကိုမိုးချိုက PPTV ကို ပြောပါရယ်မင်းမှုခရိုင်အမှန်ငါတရင်ထံကိုအလင်းဝင်ရောက်လာသူအရေအတွက်က18ဦးထိရှိထားပြီးတော့အလင်းဝင်ရောက်လာသူ အများစုက မကွေးတိုင်းအေရီတိုင်းနဲ့မင်္ဂလေးတိုင်းကအများစုဖြစ်ကြတယ်လို့သိရပါရယ်အလင်းဝင်ရောက်လာသူ18ဦးထဲမှာ အရမစစ်သားစုဆောင်ခံရသူ၈ဦးပါဝင်ပြီးတော့အဲ့ဒီအရေးအတွက်ထဲမှာတအိုးကလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာတာဖြစ်တယ်လို့တရင်မှုကိုမိုးချိုကပြောပါဗျ။နောက်ထပ်လည်းချိတ်ဆက်ပြီးဝင်ရောက်နိုင်မှုဆောင်ရွက်နေတယ်လို့တရင်မှုကိုမိုးချိုကပြောပါဗျ။မကွေးတိုင်းဆလင်းမြို့နယ်အခြေဆိုင်အကျန်းဖက်စစ်တပ်ကထွက်ပြေးလာတဲ့အရမစစ်သားစုဆောင်ခံရသူတပ်သားတအိုးမင်းမှုခရိုင်အမှတ်၅တရင်ထံအလင်းဝင်ရောက်ခဲ့တယ်လို့လည်းဒီကနေ့မှသတင်းထုတ်ပြန်ထားပါရဲ့ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြဖတ်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခအတွင်ကိုတရားခေါ်မမရောက်တိုက်တုံးရှစ်လုံးနဲ့တိုက်ခိုက်ခဲ့တဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။ပဲခူးတိုင်းတောင်ကူမြို့အခြေဆိုင်အကြဖတ်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခအတွင်ကိုတရားခေါ်မမရောက်တိုက်တုံးရှစ်လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ရလို့ Brit Warrior for Myanmar PWN အဖွဲ့က PPTV ကိုပြောပါရဲ။ PWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Any Code People Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေတာအဖွဲ့တို့ပူးပေါင်းပြီးဧပြီ30ရက်ဒီနေ့မနက်တနာရီ38မိနစ်မှာတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးရှစ်လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ရလို့ပြောပါရယ်ပြစ်ခတ်မှုပြုလုပ်ပြီးချိန်မှာစစ်တောင်းမြစ်ဘေးကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကလက်နက်ငယ်တွေနဲ့ပြန်လည်ပြစ်ခတ်တာ လက်လက်ကြီးတွေနဲ့ပြစ်ခတ်တာတွေရှိခဲ့ပေမဲ့မစ်ရှင်ပြုတ်လုခဲ့တဲ့ရဲဘော်တွေအထိကိမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ PWN အဖွဲ့ကပြောပါရတယ်။အကြဖတ်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခကဘကိုးတိုင်းကရင်ပြည်နယ်မြောက်ဘက်ခြမ်းဒေသတွေနဲ့ထိစပ်နေတဲ့နေရာဒေသများရှိတော်လိုင်းအင်အားစုများနဲ့အပြစ်မဲ့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်ဖို့အထိကအမိတ်ပေးကုတ်ကဲဖို့ခြေကုပ်ယူထားတဲ့အရေးပါတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။ဒါအပြင်ငလင်တန်းကြောင့် ခနဆိုင်ရာအဆောက်အုံများပြိုလဲပြက်စီးသွားတဲ့အကျန်းဖက် နေပြည်တော်စစ်ကောင်စီစစ်ရုံးချုပ်နဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်ယုံတွေက အကျန်းဖက်စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေတွားရောက်ယုံထိုင်ပြီးတတိုင်းပြည်လုံးကိုဒုက္ခပေးဖို့အမိန်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်လည်းဖြစ်တာကြောင့် PWN နဲ့မဟာမိတ်အဖွဲ့တွေကအခုလိုနှိမ်နှင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆရာနာတင်းပြီးကာလာတက်လျှောက်အကျန်းဖက်စစ်ကောင်စီတပ်ရဲ့ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ပြည်သူများတက်လျှောက်လုံးခံစားကြုံတွေ့ခဲ့ရတဲ့မလုံခြုံမှုကို အကြက်စစ်ကောင်ဆောင်တွေကိုယ်တိုင်ခံစားရပြီးပြေးစရာမြင်မရှိ ဖြစ်စေရမယ်လို့ Brave Warrior for Myanmar BWM အဖွဲ့နဲ့မဟာမိတ်တွေကထုတ်ပြန်အသိပေးထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ဖြတ်ချိန်မုံရေလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ရင်းမာပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီတော်လန်ရဲ့တပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုတ်လုခဲ့ကြပါဗျ။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရဲ့တပိတ်စစ်ကြောင်းဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုတ်လုခဲ့ကြတာပါ။ရင်းမာပင်မြို့နယ်မှာအွန်လိုင်းလွှင့်ပြီးဒေါင်းသွေးနေတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုတ်လုခဲ့ကြပါဗျ။ဆန္ဒပြတော်လန်ပြည်သူတွေက အောင်လန်လှစ်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာရင်းမပင်မြို့နယ်မြောက်ချမ်းကျွော်များတပိတ်ကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လန်ပြည်သူတွေကရင်းမပင်မြို့နယ်မြောက်ချမ်းကျွော်များတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဖြည့်သူလူလူအပေါင်းတဘာဝဘေးလူလုံးဘေးဆိုတဲ့ဘေးနဲ့တွေကနေကွင်းဝင်းနိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်